ဖြစ်စဉ်ကတော့23ရက်နေ့ကျတော့22ရက်နေ့မှာရေဦးမြို့နေရာထွက်လာတယ်ရေဦးမြို့ကနေထွက်လာတယ်စစ်စစ်ကောင်စစ်ကြောင်းပေါ့နော်150ခန့်လို့ကျွန်တော်တို့သိရတယ်ပုံကြောင်းခွဲပြီးထွက်လာတာပေါ့နော်ဒါကြောင့်ကျွန်တော် ရေဦးမြို့နေကြီးရွာတွေကို စေကြီးတို့ဇင်စွန်းတို့ပေါက်တာတို့မှာအဲ၃ဘွေခွဲပြီးတော့တက်ဆွဲညအိတ်သွားတယ်22ရက်နေ့က23ရက်နေ့မနေ့ကင်းကြတော့ကျွန်တော်တို့ဒီဘက်လေးရကုန်းနဲ့ညောင်လာဘက်ကိုနှစ်ဖွဲခွဲထွက်တယ်ခွဲတော့လေးရကုန်းမှာအင်ဂျင်20လောက်ကိုမီးရှို့တယ်မီးရှို့ပြီးတော့တစ်ဖွဲကညောင်လာကိုဝင်သွားတယ် ပြီးအဲ့အဲတဖွဲ့ကညောင်လာကိုဝင်သွားပြီးတော့ဇနေဖွဲ့ကလည်းနေ့ကောင်ကနေပြီးမီးရှို့ပြီးတော့မူကလွင်းမူကလွင်းကနေပြီးညောင်လာကိုဝင်ပြီးတော့အဲ့ဒီ23ရက်နေ့ညလောက်ကစရှုတာပဲဗျာဟုတ်23ရက်နေ့ညပါအဲ့အဲ့ဒီဟာကိုဆိုးရှုတာပါမီးရှို့ပြီးတော့ကျွန်တော်တို့ဒီနေ့မနေ့ကပေါ့နော်မနေ့ကနေ့လေကင်းတော့နေ့လေကင်းလောက်မဟုတ်ဘူးနော်တစ်တုံကြီးရွာဘက်ကိုထွက်တယ်ဗျညောင်လာမှာရှိတဲ့ကောင်းကြီးသားတွေက အဲ့ဒီတစ်တုံကိုထွက်ပြီးတော့တချောင်းကညောင်လာမှာခြံခဲ့တာပေါ့နော်တဖွဲ့ရအင်းအားတရာလောက်ကညောင်လာ90လောက်ကတစ်တုံကိုရင်ထွက်တယ်အဲ့တစ်တုံကတော့နှစ်ချောင်းမနေ့ညတဆွဲသွားပြီးတော့တဆွဲထားပြီးတော့တစ်တုံကိုမနေ့ခင်းသောတော့ကျတော့အဲ့တစ်တုံကလည်းပြီးတော့မရေကန်ကိုကတ်တယ်မရေကန်ကိုပတ်တော့ပုံဝိုင်းပြီးတော့ကတ်လိုက်တာပေါ့ကတ်ပြီးတော့မရေကန်ရွာကိုလည်းကျွန်တော်မိရှုထားခဲ့ပြီးတယ်ရေကရွာလည်းမကြောက်တိတ်နေအဲမရေကရွာကြီးတော့တောက်လျှောက်ပဲဟုံးလိမ့်ပင်ကြီးအောင်ရောက်သွားကြဟုတ် အခုအုံရွင်ကျွေးရမှာရောက်ပြီးတော့အုံရွင်ကျွေးရကိုလည်းမီရှုနေရလို့ကျွန်တော်တို့အတင်းရတယ်။အရင်ပြည်စည်းမှုရှင်ကကျွန်တော်တို့300ကျော်400နီးပါးလောက်ရှိမယ်လို့ကျွန်တော်ခန့်မှန်းတာပေါ့နော်ခု၄ကျင်ရှိသွားပါပြီဟုတ်။လွန်ခဲ့တဲ့နှစ်ကလည်းရှိရဒီနှစ်မှာကိုကျွန်တော်တို့3ကျင်ရှိသွားပြီဟုတ်။ဒီနှစ်မှာဆိုတော့ဒီမဲ့တော့ဟိုလွန်ခဲ့တဲ့နှစ်ကဆိုတာ12လပိုင်းကတစ်ခါရှုတယ်။12လပိုင်းမှာကိုကျွန်တော်နှစ်ခါရှုတယ်။အခုတစ်လပိုင်းမှာတစ်ခါဆိုတော့ဒီနှစ်လတော့တည်းမှာကိုကျွန်တော်3ခါရှုရှုခံရတယ်ဟုတ်။ အင်ဂျီစုစုပေါင်းကျွန်တော်တို့ဘာလို့ရှိမလဲဗျာ900ကျော်ရှိပါလေကျွန်တော်တို့ဒီတစ်ခါရှိမယ်ဆိုရင်တော့ကျွန်တော်တို့900ကျော်လောက်ပြည့်စုံတယ်ကျွန်တော်ခံမနေကြဟုတ်ကဲ့မီလိုကန်ရတဲ့ဒီတွေကိုဒီနေ့ညနေရပါပဲစပြီးကျွန်တော်တို့အဖွဲ့ကနေပြီးတော့တနေ့ကြီးွာတွေပါပေါ့နော်အော်ပေါင်းပြီးတော့ကျွန်တော်တို့ဒီမှာအကျွေးမှုဖို့လုပ်နေပါပြီစီစဉ်နေပါပြီအင်း300ကျော်400ကျော်လောက်ရှိပါလား